ရခိုင်စစ်ဆိုရခင်မှာတကူထွားခဲ့တဲ့ထောက်လိုင်းကြီးကဲဗိုလ်ချုပ်ခင်ညွန့်ဟာလွန်ခဲ့တဲ့20နှစ်ဒီနေ့မှာယာရုကနေဖြုတ်ချဖမ်းဆီးခံခဲ့ရပါတယ်2004ခုနှစ်အောက်တိုဘာ19ရက်မှာသူနဲ့တူထောက်လိုင်းရဲ့အရာရှိတွေဖမ်းဆီးခံခဲ့ရသလိုသူ့ရဲ့ထောက်လိုင်းရဲ့တစ်ဖွဲ့လုံးကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မူအီတန်းရွှေကဖျက်သိမ်းခဲ့ပါတယ်ဒါလည်းမဟုတ်ပဲဗိုလ်ချုပ်ခင်ညွန့်နဲ့ရင်းနှီးတဲ့နိုင်ငံခြားရေးဝန်ကြီးဦးဝင်းအောင်အပါဝင်ဒုဝန်ကြီးတချို့နဲ့တရားစီရင်ရေးကအစ်မြင့်အရာရှိတချို့လည်းဖယ်ရှားခံခဲ့ရပါတယ် အဲ့ဒီအချိန်မှာဗိုလ်ချုပ်ခင်ညူကဝန်ကြီးချုပ်ဖြစ်တယ်လို့နိုင်ငံတော်အေဂျင့်တာယာအင်းနဲ့ဖွံ့ဖြိုးရေးကောင်စီနာအဖမှာအတွင်းမှုတစ်အဆင့်ရှိရသူလည်းဖြစ်ပြီးအဲ့ဒီခေတ်စစ်အစိုးရမှာတတိယအာဏာရှိဆုံးပုဂ္ဂိုလ်လည်းဖြစ်ပါတယ်သူ့ကိုဖြုတ်ချရတာဟာအာဏာဖီဆန်မှုတရားမဝင်စီးပွားရေးလုပ်ငန်းတွေနဲ့လက်ပေးလက်ယူမှုတွေမှာပါဝင်ပတ်သက်နေမှုတွေကြောင့်လို့နာအဖစစ်အစိုးရကထုတ်ပြန်ပါတယ်ဗိုလ်ချုပ်ခင်ညူဟာ1990ပြည့်နှစ်တွေနဲ့2000ပြည့်နှစ်တွေမှာစစ်အစိုးရကိုစန့်ကျင်တဲ့သူမှန်သမျှကို စောင့်ကြည့်ဖန်ဆီးနှိပ်စက်တာတွေကိုဥဆောင်ခဲ့သူဖြစ်ပါတယ်။သူကြောင့်တိုက်ခတ်နိုင်ငံရေးသမားထောင်ထဲချီပြီးဖန်ဆီးနှိပ်စက်ခံခဲ့ရတယ်လို့တချို့ဆိုအသက်ပါတည်ဆုံးခဲ့ရလို့ရက်ဆက်မှုပေါင်းတရဖူဆောင်းတဲ့သူလို့လည်းသမုတ်ကြပါတယ်။တရားရုံးကဗိုလ်ချုပ်ခင်ညွန့်ကို1044နှစ်ချခဲ့ပေမဲ့တကယ်တမ်းတော့နေမှာပဲခြေချုပ်နေခဲ့ရတာပါ။2012မှာတော့သမရဦးသိန်းစိတ်ဆိုရရဲ့လူငင်းပေးမှုနဲ့သူကအကျယ်ချုပ်ကနေလွတ်လာခဲ့ပါတယ်။2021စစ်တပ်ကအနာသိမ်းပြီးနောက်ဗိုလ်ချုပ်ခင်ညိုဟာ အဲဆိုင်မားယောဂါကိုခံစားနေရတဲ့လူလဲသတင်းတွေထွက်ခဲ့ပါတယ်2021ဒီဇင်ဘာလမှာလက်ရှိစစ်ကောင်းဆောင်မင်းအောင်လိုင်ကဗိုလ်ချုပ်ခင်ညွန့်ကိုတွားရောက်တွေ့ဆုံခဲ့ပြီးနောက်ထောက်လန်းရေးဟောင်းတွေကိုစစ်ကောင်းဆောင်မင်းအောင်လိုင်ဟာပြန်တုံးခဲ့ပါတယ်